Gospel Posca မြန်မာမှຫນွေထွေးလှိုင်လဲစွာကြိုဆိုပါရစေ။ကြီးစုနာစဉ်သူများအားလုံးအပေါ်မှာဖះရှင်ရဲ့ငိန်တက်ခြင်းနဲ့ကြီးစုတော်အပေါင်းတယောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။ငါဒီလမ်းခရီးဖြစ်၏ရှင်ယောဟန်အခန်းကြီး၁၄အပိုင်ငယ်၆ ငါသည်လမ်းခရီးဖြစ်၏တမာတရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလျင်အဘယ်သူမျှခမဲတော်ထံသို့မရောက်ရဟူသည်သခင်ယေရှု၏ကြွေးကြော်ခြင်းနှင့်ဆက်လျင်၍ကျွန်ုပ်တို့မိတို့သုံးတက်ရမည်နှင့်ရှင်မတဲ့အခန်းကြီးဆနစ်အပိုင်ငယ်30သခင်ယေရှုကငါပဲ၌မနေတော်သူသည်ငါရံပဲဖြစ်၏ဟုမိန်တော်မူသည် တနည်းဆိုရတော့နှစ်ဖက်ကြားနေရမဖြစ်နိုင်ပါ ရှယ်ဒွန်ဘနောဂန်ဒီခရစ်ယာန်တရားတော်နဲ့ပတ်သက်၍အောက်စဖို့မှဘာမောက်ခဆရာကြီး CS Lewis နဲ့နှိရှေလာများစာပေးစာယူမေးမြန်းလေ့လာခဲ့ပြီးနောက်တွင်ဤယူဆင်းသော အချက်လေးကို သူထိတိုက်တွေးခဲ့ရသည် Asaf Marcy ပြင်းထန်သောခယူနာစာအုပ်တွင်ဘနောဂန်က နောက်ပြန်ဆုံးလို့မရတော့ပါဟုသည်จิตတိထဖွဲသဘောပေါက်မှုကိုကြုံခဲ့ကြောင်းဤသို့ရေးသားခဲ့သည်ခရိယန်တရားတော်ဆိုတာကိုနတ်သမီးပုံပြင်တစ်မျိုးလို့ပဲကျွန်တော်သဘောထားခဲ့တယ်ပြီးတော့သခင်ယေရှုကိုတခါမှမတွေ့ဆုံးခဲ့ဘူးလို့သူ့ကိုလက်မခံခဲ့သလိုငင်းလဲမငင်းပယ်ခဲ့ပါဘူးအခုတော့သူ့ကိုကြုံတွေ့ခဲ့ပြီး မေရှိယကိုလက်ခံမလားလက်မခံဘူးလားဆိုတော့မေခွန်းမဟုတ်တော့ပဲသခင်ယေရှုကိုလက်ခံမလားဒါမှမဟုတ်ငင်းပယ်မလားဆိုတော့မေခွန်းကသာအဓိကဖြစ်နေတယ်ကျွန်ုပ်ဤဖယားကျွန်ုပ်နောက်ဘက်မှာအံ့ဩစရာကွာဟမှုလည်းရှိတယ်လက်ခံဖို့အတွက်အဲ့ဒီကွာဟအမှုကို ခုံကြော်လွှားလိုက်ခြင်းကကြောက်စရာအလောင်းအစားတစ်ခုဖြစ်နိုင်ပါတယ်။ဒါဆိုရင် မြင်းပယ်ဖို့ရွေးချယ်ရင်ကဘလို့ဖြစ်မလဲတကယ်လို့ကျွန်တော်ကမြင်းပယ်ခဲ့ပြီးအဲ့ဒီကျွန်ုပ်ဖျားဆိုတဲ့အရာကမနေရဆိုရင်ငါကတော့ငါဖျားကိုမြင်းပယ်မိခဲ့ပြီးဆိုတဲ့ဆိုးဝါးတဲ့အတွေးဆရဲ့၆လှမှုကိုမလွဲမသွေရင်ဆိုင်ရမှာပဲဘနောကန်ဒီသူလုံနိုင်သည့်အရာတစ်ခုသေးတာရှိကြောင်းဆုံးဖြတ်က ကျွန်ုပ်ဤအရှင်သခင်နှင့်ဖယားသခင်ဖြစ်တော်မူသော ခရစ်တော်၌ခမဲတော်ဒါတော်တန်ရှင်သောဝိညာဉ်တော်ကိုယုံကြည်ရန်သူရွေးချယ်ခဲ့သည် ခရိယန်တရားတော်သည်ဘဝအသက်တာကိုဗလာနတ်ထိဖြစ်စေခြင်းထက်ပြည့်ဝဆုံးလင်းစေသည် အတိတ်ပေမဲ့ဖြစ်စေခြင်းထက်အတိတ်ပေမဲ့ပြည့်စုံစေသည်သခင်ယေရှုကသူသည် လူစားတိခံယူသောဖယားသခင် လောကဤကေတင်ရှင်ယခုနှင့်ထာဝရကာလအတွက်အသက်ဤအရင်အမြင့်ဖြစ်ကြောင်းသူဤကြွေးကြော်ခြင်းနှင့်ကျွန်ုပ်တို့ကိုစိန်ခေါ်နေပါသည်တခင်အားတင်မည်သို့တုံ့ပြန်မည်နည်း Gospel Posca မြန်မာကြည့်ရှုနာစဉ်သူများအားလုံးအပေါ်မှာဘုရားသခင်၏နှုတ်ကပတ်တော်မှပညာတော်များကိုရရှိပိုင်ဆိုင်ခဲ့ ပုံမပြေဆုံးကျွယ်ဝသောဘဝအတ္တဓာများပိုင်ဆိုင်နိုင်ကြပါစေ။